မင်္ဂလာပါရှင်ဖြစ်တဲ့ new channel မှာတိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘောလက်ခဲမျိုးရေနီပောက်ကကင်စကန်ကိုတင်ပိုက်ရရှိပြီးစစ်သား20ဦးထပ်မံတေဆုံးလက်နက်15လက်ကျော်နဲ့ခဲယမ်းများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကရင်ပြည်ဘောလက်ခဲမျိုးရှိအကြံဖက်စစ်ကောင်စီကကင်စကန်ကုန်းကိုတိုက်ခိုက်တင်ပိုက်ခဲ့ရာစစ်သား20ဦးထပ်မံတေဆုံးပြီးလက်နက်15လက်ကျော်နဲ့ခဲယမ်းများတင်စီရရှိခဲ့ကြောင်း KA စည်ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ22ရက်နေ့နနက်9:00နာရီခန့်အချိန်ဘောလက်ခဲမျိုးအခြေဆိုင် င်းအကြံဖက်ဆက်ကောင်းစီ၏ဖြူဟာကုန်းကိုကာကွယ်ရေးပေးထားသည့်ကကင်းစခန်းကိုကရင်နီတော်လန်ရေးတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြံဖက်ဆက်ကောင်းစီတပ်သားအလောင်း20လောင်းထပ်မင်းမျက်မြင်တွေ့ရှိခဲ့ပြီးလက်နက်15လက်ကျော်နဲ့ခဲယံများတိမ့်စီရရှိခဲ့ကြောင်းရင်းစခန်းသိမ်းတိုက်ပွဲအတွင်အကြံဖက်ဆက်ကောင်းစီတပ်ကလေကြောင်းဖြင့်9ကြိမ်ပုံတဲပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဖြူဟာစခန်းတော့မဟုတ်ဘူးရင်းနီပေါက်ကအရှိကကင်းပေါ်ဖြူဟာနဲ့တော့ချိန်ဆက်နေတာပေါ့လက်နက်ကတော့15လက်16လက်ရတယ်အလောင်းက15လောင်းအလောင်း20လောင်းတော့ ော့အဝေးကနေတွေ့ရတယ်။လေရင်နဲ့ဘုံလာကျဲတော့အတိကျတော့ရေတွက်လို့မရဘူး။ဒီထက်တော့ပိုအောင်မယ်ထင်တယ်။လေရင်နဲ့က9ချိန်ဘုံလာကျဲတာ၊ဂန်းက9ချိန်ဆွဲပြစ်သွားတယ်။ သူက .5 အလုံးကြီးတယ်လေရင်ပေါက်ကပြစ်သွားတာဟုခေရီစစ်ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကသတင်းဌာနသို့ပြောကြားပါတယ်။ရင်းနီပေါက်ရွာကကင်းစကန်းသည်ဘောလကဲမျိုး၏တန်လွင်မြစ်အရှိတ်ကန်းတွင်တည်ရှိပြီးဆက်လက်သိမ်းပိုက်ရန်ကြံ့ရှိနေသည့်စစ်ကောင်စီတပ်စခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းဘောလကဲမျိုးတွင်စစ်ကောင်စီ၏ခမရ429ခမရ430နှင့်ခလာရ338တို့အပြင်ရှမ်းပြည်နယ်အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခနှင့်လက်အောက်ခံတပ်ရင်းအချို့အားပြေထားကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ် ကောင်းဆောင်များကိုဆဲဆူမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဖုံဟင်ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်စစ်ဆေးနေတဲ့ဆွေတဲ့တွင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။မင်းအောင်လိုင်းအပါဝင်စစ်တပ်ကောင်းဆောင်များကိုဆဲဆူမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဖုံဟင်ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်ပြီးစစ်ဆေးနေကြောင်းပြည်ဦးလွင်အခြေဆိုင်ရဲတပ်ရင်းမြစ်ကတရင်ဌာနသို့ပြောပါတယ်။ဇွန်လ၂ရက်နေ့မော်လတနားရီကျော်အချိန်ပြည်ဦးလွင်တွင်နေထိုင်သောစစ်လော်ဘီဇော်ဖုံဟင်ကိုစစ်တပ်ကဝင်ရောက်ဖမ်း ်းစီးသွားခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လမ်းရေးများကစော်ဘုံဟင်းကိုစစ်ကြောရေးစခန်းသို့ခေါ်ဆောင်သွားပြီးစစ်ကောင်းဆောင်များကိုဆဲဆုံမှုနောက်ွယ်တွင်မိသည့်ရည်ရွယ်ချက်ပါရှိသည်တည်းဆိုသောအချက်ကိုစစ်ကြောမင်းမြန်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်သွားတာဇွန်လ၂ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြကြတော့ဖျက်တမ်းရနိုင်တယ်ဟုပြည်ဦးလင်ရဲတရင်ကြီးမြက်ကဆိုပါတယ်မဘာသာနဲ့အမျိုးသားအစွန်ရောက်ဖုံးကြီးပ পপ কোড়อกামু ဇော်ဖုံးဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဖုံးဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်း PDF ဖမ်းဆီးတပ်ဖြတ်၍သိသွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင်းထောင်ထဲတွင် AC စွာဖြတ်တန်းနိုင်တော်မူဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းသူ၏ Telegram မှာတက်ဆင့်ပြောဆိုထားပါတယ်။မင်းအောင်လိုင်အပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုသည့်အတက်ရန်ကုန်တိုင်းတကုံမျိုးတစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပအမှန်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ကားကြီးဖြင့်မပါတာနှင့်ဆက်ဆက်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဖုံးဟင်းကိုမေလ9ရက်တွင် အမှုဖွင့်ထားပြီးရင်းအမှုအတွက်လည်းရန်ကုန်တွင်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရပါတယ်။စစ်လော်ဘီဟန်ငိန်ဦးကဥစားပါဝင်ခဲ့တဲ့ဖြင့်မဘာသားနှင့်စစ်တပ်ထောက်ခံသူအချို့ကဟန်ငိန်ဦးကိုတစ္ဆာပေါက်တအူအဖြစ်ခင်မွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများတွင်အုပ်စုခွဲများဖြစ်ပေါ်လာကြောင်းမဘာသားအဖွဲ့ဝင်အချို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ ကိုဇော်ပုံဟင်းကတက်မတော်အတွက်ကောင်းဖို့သူပြောတာသူကပေးမစားဘူးဟန်ငင်းဦးဘာညော့မှိုင်းဝေကိုသက်ကြော့စွာကိုနင်းမောင်တို့ဆိုတာတက်အုပ်စုတဲ့အခုမပူတူမဟာသွေးတော်လွတ်ပမလားစိုးရင်နေရတယ်ဒီလူတွေကတက်မတော်ကိုကြောက်ထဲဆွဲချသူတွေရှေ့မှာဦးတင်လွင်လုတ်ကြံတက်ဖြတ်ခံရတာတော့ဒီလူတွေကစနံမကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီဟုရန်ကုန်မှာမဘာသာအဖွဲ့ဝင်တက်ဦးကသတင်းဌာနသို့မက်ဆေ့ချာမှတစ်ဆင့်ဆက်သွယ်ပြောဆိုပါတယ် စစ်တပ်လော်ဘီဟန်ငိန်ဥပမှုစော်ဖုံဟိန်ဖန်းစီမှုအပေါ်ကန့်ကွက်သူများသည်စစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချရန်ကြံစည်နေသောပူးတပ်သက်ရှုများဖြစ်၍စော်ဖုံဟိန်ဘတ်တော်သားမှန်သဖြင့်ဖန်းစီရမည်ဟုသူ၏လူမှုကွန်ရက် Telegram မှတဆင့်လှုံ့ဆော်ထားပါသည်။လက်ရှိတပ်မတော်အစိုးရကိုအယုံကြည်မဲ့အောင်အထက်အောက်သွေးကွဲအောင်လုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့အတိပါကြံစည်တဲ့ပူးတပ်သက်ရှုကောင်းရဲ့ကြံရပါအပေါင်းပါတတိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ့်အချိန်ခါကောင်းပဲနော်။ဘယ်သူတွေကြံရပါလဲဆိုတာတကူးတကလိုက်ရှာနေစရာတောင်မလိုပါဘူး။ line ပေါ်မှာရောအပြင်မှာရောစောက်တန် ထွက်လာတဲ့ဟာမှန်သမျှဓရှိုကောင်ရဲ့ကြံရပါရီဖြစ်နိုင်တာပေါ့ဘဲဆောက်ကောင်တန်ထွက်ရဲလေစောင့်ကြည့်ပြီးစီလိုက်ရုံပဲဟုဟန်ငိဦး Telegram တွင်ရေးသားထားပါတယ်စစ်တပ်ထောက်ခံသူများအကြအုပ်စုကွဲညာစွာဖြစ်ပေါ်ကြရာမကြသေးခင်ကလည်းမေထီလာမျိုးတွင်လက်ရှိမလိုင်မျိုးနှင့်အုပ်ချုပ်ရေးမှုဘုံမူဝေဖြိုးနှင့်ပြူစောတိကောင်းဆောင်ဇော်ယူထွန်းအကြပြဿနာဖြစ်ပွားခဲ့ကစစ်တပ်ကပြူစောတိကောင်းဆောင်ဇော်ယူထွန်းကိုပုံမှန်များစွာဖြင့်အရေးယူဖမ်းဆီးခဲ့သည်။ယင်းပြဿနာကြောင့်မေထီလာတွင်ပြူစောတိ20ဦးထက်မနည်းပြည်သူစစ်အဖြစ်မှနှုတ်ထွက်သွားကြသည်။ ဆက်လက်ပြီး FVB drone အနေရရှိနေ၍လေယာဉ်နှင့်ရဟတ်ယာဉ်များကိုလေယာဉ်ကိုယ်တော်များတွင် လုံခြုံစွာသိမ်းဆည်းထားရန်ဂျမားနှင့် drone guard များကိုစင်ဆက်မပြတ်စစ်ဆေးရေးညွှန်ကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်ရွှေကူးမြို့တို့တွင် FPV first person view drone များဖြင့်စစ်ရဟတ်ယာဉ်နှစ်စီးကို KIA ကဖျက်ဆီးခဲ့ပြီးနောက်လေတပ်များတွင်ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များကို လေရင်ကိုယ်တော်ဟန်ကားများတွင်လုံကြုံစွာတင်စီထားရန်ဂျမ်မာနှင့်ဒရုန်းကတ်များကိုစင်စက်မပြတ်စစ်ဆေးရန်လေတပ်အတွင်ညွှန်ကြားထားကြောင်းသိရှိရပါသည် လေတံများတွင်တိုက်လေရင်၏ရဟယင်များကိုလေးချင်းပြန်တန်းပြီးချိန်စစ်စင်ရေးပြီးဆုံးချိန်များတွင်လေရင်ကိုယ်တော်များအတွင်သို့ထေချာစွာစနစ်တကျသိမ်းဆည်းရနာထားရန်ပြင်ပတွင် အချိန်ကြာမြင့်စွာရနာခြင်းများမပြုလုပ်ရန်ညွှန်ကြားလာကြောင်းအဆိုပါညွှန်ကြားချက်မှာကချင်ပြည်နယ်တွင် KIA ကစစ်ရဟယင်နှစ်စီးကို FPV ဒရုန်းများဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့သောဗီဒီယိုထွက်ရှိလာပြီးနောက်ရင်းကဲသို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါသည်တိုက်လေရင်၏ ရဟယင်များထားရှိမည်လေရင်ဟန်ကာတူလောင်ယုံများကိုဘုံတန်ခံနိုင်မှုရှိမရှိကြံ့ခိုင်မှုရှိမရှိစစ်ဆေးရန် လေတံများတွင်ဂျမ်းမာများဒရုန်းများဂက်များအမြဲအလုတ်လုံနေစေရန်နေ့စဉ်စစ်ဆေးမှုများကိုပုံမတင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်ညွှန်ကြားချက်တွင်ပါရှိသည်ဟုသိရပါသည်ညွှန်ကြားချက်ကိုမလိုက်နာပဲပေါ်ရောမှုများလေရင်နှင့်ရဟယင်များတိုက်ခိုက်ဖျက်ဆီးခံရပါကတပ်ဆိုင်ရာတာဝန်ရှိသူများအလုံးအေးအေးယူခံရမည်ဟုညွှန်ကြားချက်တွင်ဖော်ပြထားကြောင်းသိရှိရပါသည် ကချင်ပြည်နယ်ဗမော်မြို့နယ်တွင်ရခိုင်မေလာအတွင် KIA က FVB ဒရုန်းများဖြင့်စစ်ရဟတ်ရင်နှက်စီကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်တပ်ဘက်မှစစ်ကူသွားရောက်သောပြူဟာမှုနှင့်အဖွဲ့အပါအဝင်အ ਨੇ စုံအရာရှိနှင့်စစ်သည်15ဦးထပ်မံနေတေဆုံးခဲ့ပါသည်။ ဆက်လက်ပြီးစင်ကူးမြို့ပေါ်ကဘုံကြီးကျောင်းကိုစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့ပေါ်ကဘုံကြီးကျောင်းနဲ့ဖရားကိုစစ်တပ်ကလေးကျောင်းကနေထပ်မံဘုံကျဲခဲ့တာကြောင့်ဘုံကြီးကျောင်းပြက်စီးခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပကဖသတင်းတာဝန်ခံစီကသိရပါတယ်။ဇွန်လ3ရက်နေ့မနက်7:05မိနစ်အချိန်မှာစင်ကူးမြို့ပေါ်မှာရှိတဲ့ညသိန်းနှံဖရားနဲ့ဘုံကြီးကျောင်းကိုတရားဦးလေးတပ်ကတက်လာတဲ့ Jet Fighter ကဘုံကျဲခဲ့တာလို့သိရပါတယ်။ဘုံကျဲမှုကြောင့် ဖုန်ကြီးကြောင့်ပျက်စီးခဲ့ပေမဲ့လူထိခိုက်မှုမရှိပါဘူး။မြသိန်းနဲ့ဖရားလည်းအနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့သူကဆက်ပြောပါတယ်။ထုံးစံအတိုင်းဘာမှမရှိပဲဖုန်ကြီးကြောင့်နဲ့စာတင်ကြောင်းကို ပြင်းမှတ်ထားဘုံကျဲသွားတာပါစစ်ကောင်စီကအယက်သားပြည်သူတွေကိုအဓိကပြင်းမှတ်ထားဘုံကျင့်နေတာမို့ပြည်သူတွေအနေနဲ့ဘုံခိုကျင်းတွေတူးထားကြပါလို့ပြည်ဦးလင်ခရိုင်ပခါပတရင်တာဝန်ခံကပြောပါတယ်စစ်ကောင်စီကစင်ကူးမြို့နယ်ကိုစက်တိုက်လေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးနှွေယုံကျေးရွာကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်နေပါတယ်ဇွန်လတရက်နေ့ကလည်းနှွေယုံရွာနဲ့နှက်တောင်ကျေးရွာကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့အဆအဦး၃လုံးပြက်စီကအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဦးဆောင်တဲ့ပူးပေါင်းတပ်တွေကစင်ကူးမြို့ကို2024ဇူလိုင်18ရက်မှာအပိသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။